စပိန်တင်းကားနေနှုတ်ထွက်သွားတဲ့ရာမဲပေါ်တန်မြားရှိနေတဲ့စပိန်နေပြစပိန်လူကြီးတင်းကြီးပြလူဝိဒယ်လာဖွန်တီကဘာစီလိုနာတင်းရဲ့တိုက်စစ်ကစားမှလူငယ်ကျယ်ပွင့်လက်မရမယ့်အတင်းလူစင်းကနေရုတ်တရက်နှုတ်ထွက်သွားတဲ့ချင်းတွေကိုအားအသိမိကြောင်းနဲ့ဒီချင်းတွေကပုံမှန်မဟုတ်ပဲဆိုရင်စရာဖြစ်ကြောင်းမီဒီယာတွေကိုပြည့်ပြည့်ထန်ထန်ပြောဆိုခဲ့ပါတယ်။ဒီကိစ္စကြောင့်ပဲစပိန်တင်းရဲ့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့ကလပ်တင်းလူကြီးတင်းကြားမှဆက်သွယ်ရေးပြဿနာတွေကိုပါမိမောင်းထုတ်ပြနေပြီးမိဘရွေးချယ်မှုပေါ်တိုက်ရိုက်တက်ရောက်စီခဲ့ပါတယ်။ အသက်16နှစ်သားချီတဲ့ basic ကစားမယာမဲကပေါင်ချန်တရာကြောင့်စပိန်လူကြီးတင်လူစင်ကနေနှုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းပြည်ထနာကစပိန်ဘောလုံးဖွဲ့ချုပ်ကယာမဲရဲ့ဒဏ်ရာခြေရင်နဲ့ပတ်သက်ပြီးထုတ်ပြန်ကြမှာအသေးစိတ်ကိုရှင်းရှင်းလင်းလင်းမသိရဘူးလို့ကြေညာထားတာဖြစ်ပါတယ်။ဒဏ်ရာကိုလေးမျိုးဆိုအတိမပြုတ်နိုင်တဲ့အသေးစိတ်ချက်လက်ကင်းမဲ့ခြင်းပေါ်နီဗျာဒေလာဖွန်ဒီကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒီလိုခြေရင်မျိုးမကြုံဘူးပါဘူး။ဒါကပုံမှန်ပဲလို့ကျွန်တော်မယူဆပါဘူး။ဘာမှမသိရဘူး။ဘာမှလည်းမကြားရဘူး။ဘာချက်လက်မှလည်းမသိရဘူး။ပြီးတော့သူတို့ကကျမကြီးကိစ္စလို့ပြောလိုက်မယ်။ဒါကအန်အားသင့်စရာပါလို့စပိန်နီဗျာဒေလာဖွန်ဒီကပြောဆိုခဲ့ပါတယ်။ ဂျာမေကပြီးခဲ့တဲ့ဒနီဂိုလီနီကဆက်တာဖီကိုနဲ့ပွဲရနာချင်းချိန်မှုမှလူစားလည်းမခံရခင်အတင်းတော့တကိုးသွင်းယူပြီးခဲ့သူဖြစ်တဲ့အတွက်ပွဲပြီးလို့ရန်နိုင်ငံကြမှာဒဏ်ရာကြောင့်ရုတ်တရက်နှုတ်ခွက်ကြောင့်ကျင်ညာလိုက်တာကဘာစီလိုနာတင်းတဲ့လက်ရည်ချင်းတင်းကြမှာသတင်းချက်လက်မျှဝေမှုစနစ်တကျမရှိခြင်းကိုဖော်ပြနေတယ်လို့တုံ့တက်နိုင်ပါတယ်ဂျာမေလိုလူငယ်ကျဲဝင်းကစားမောင်ရဲ့ကျမ်းမာခြင်းနဲ့ပတ်သက်လာရင်ကလပ်တင်းတဲ့နိုင်ငံတင်းလို့ကြမှာအမြဲတမ်းတင်းမှမှုတွေရှိနေတတ်ပြီးဒီဖြစ်ကလည်းဒီပြဿနာကိုထပ်မံမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်စပိန်နီးပြားအနေနဲ့ပြင်ဆင်ရမယ့်ချိန်တို့ဒီမှာနီးပြားနဲ့လူစင်းပြောင်းလဲပြီးပြီးလို့ရမှာဖြစ်တဲ့အတွက်အလုံးစိတ်ပြတ်နေပုံရပါတယ်စပိန်တင်းကလည်းရှိချိန်မှာကမ္ဘာပလာခြေစစ်ပွဲအုပ်စုတွင်မှာရာနှုန်းပြည့်အနိုင်ရထားပေမဲ့ ခြေစပွဲအောင်မြင်ဖို့တီးပြုတ်နိုင်ဒေချင်မရှိတဲ့တော့အောက်စုပထမနေရာမှာခိုင်မာစွာရယူနိုင်ဖို့အတွက်ရမယ်လို့ရည်ချင်းရှိတဲ့အားထားရတဲ့ကစားမတယောက်ကိုဆုံးရှုံးလိုက်ရတာကဒီပြဒေလာဖုန်တွေအတွက်ကြီးမားတဲ့ထုံးနေချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ဇာမကစပိန်တင်းရတိုက်စစ်ပိုင်းမှာညာတောင်မန်တိုက်စစ်နေရာမှာလင်းမြမှုဒူးချင်းစောင်းကြီးနဲ့ဂိုပေါ့ထင်းထောက်မှုတွေနဲ့ရေးပါတဲ့ခန်းကဏ္ဍကလည်းပါဝင်နေသူလည်းဖြစ်ပါတယ်။စပိန်တင်းကလာမယ့်နိုဝင်ဘာလ15ရက်နေ့မှာဂျော်ဂျီယာအသင်းနဲ့ကစားရမှာဖြစ်ပြီးနိုဝင်ဘာလ17ရက်နေ့မှာတော့တူရကီအသင်းနဲ့ရေးချိတဲ့ခြေစပွဲနှစ်ပွဲကိုကစားသွားရတော့မှာလည်းဖြစ်ပါတယ်။ဒီပြနေနဲ့ခုလိုမျိုးအဓိကကစားမတအုပ်ရုတ်တရက်ဆုံးဆုံးသွားရတဲ့အတွက် တူရနီယာကိုစားထုတ်မဲ့ကစားမားနဲ့တိုက်စစ်နီးပြောအတစ်တွေကိုချင်းတို့တွင်းမှာစီစဉ်ရမယ့်စိန်ခေါ်မှုကိုရင်ဆိုင်နေရပြီလေဖြစ်ပါတယ်။ဂျာမန်ဖြစ်တော့ကြောင့်နာတော်မန်တိုက်စစ်အားနည်းချက်ကိုဖုံးကွယ်ဖို့အတွက်နီးပြောကိုပါပြောင်းလဲရဖို့ရှိပြီးဒါကစပိန်တင်းတွယ်ပွဲတိုင်းကိုနိုင်ယူဖို့မရှိမဖြစ်လိုအပ်တဲ့အချိန်မှာကြုံထွေးရတဲ့မမျှော်လင့်ထားတဲ့အခက်အခဲတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်တဲ့